ဟာဘောဓိယုတ်တလိုင်းကိုကြည့်ရှုနေကြတဲ့ဗုဒ္ဓဘာသာဝင်သူတော်ဆင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ ိုင်းရဲ့တကိုးကြီးမှာဖះဆီဒီပထမအစီအစဉ်ကနေဒီတစ်ခေါက်မှာပကိုးတိုင်းဒေသကြီး ပြည်ခရိုင်ပတောင်းမြို့နယ်နဲ့အီယာဝတီတိုင်းဒေသကြီးကြံကင်းမြို့နယ်အစပ်မှာတည်ရှိတဲ့ထုံးပုံမြို့အနီးကရှေးဟောင်းတမိုင်းဝင်အကောက်တောင်ဖះဆီဒီပထမကိုတမိုင်းကျောင်းများနဲ့တကွာရိုက်ကူးပူဇော်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ များကိုတွားရောက်ဖူးမြော်လိုပါကပြည်မြို့ကိုတွားရမှာဖြစ်ပြီးပြည်မြို့အနောက်ဖက်ကန်ကိုအေယာဝတီမြစ်ပေါ်မှာဖြတ်တန်းတည်ဆောက်ထားတဲ့နဝရီတံတားကိုဖျက်ချပြီး21မိုင်ခန့်ဆက်သွားတဲ့အခါအုတ်ရှိပင်လန်းစုံကိုရောက်ရှိမှာဖြစ်ပါတယ်အုတ်ရှိပင်လန်းစုံမှာတက်ဆက်ရှိမိုင်ခန့်ဆက်လက်ခရီးဆက်ရင်ပသိမ်မုံရွာကားလမ်းတစ်ဘေးမှာတည်ရှိတဲ့ထုံးပုံမျိုးကိုရောက်ရှိမှာဖြစ်ပါတယ် ထုံးဖို့မျိုးကနေကားလန်းအပြင်ရေလန်းခရီးကနေဆက်လီနဲ့အချိန်အနည်းငယ်တွင်ဆက်သွားပါကအေယာဝတီမြကန်းနဘေးရဲ့ကြောက်တောင်တွေပေါ်မှာထွန်းထူပူဇော်ထားတဲ့မြားပြားလာတဲ့အကောက်တောင်ဖျားများကိုဖူးမြော်ကြည့်ညိုနိုင်မှာဖြစ်ပါတယ်တောင်လို့ခေါ်ဆိုရခြင်းရဲ့ပထမအချက်မှာ ကုန်းပေါင်းခင်းနောင်းပိုင်းကပင်စမသင်္ကာယနာတင်မင်းုံမင်းတရားကြီးလက်ထက်မှာမြို့ပေါ်ဥကောက်ရကယဒနာပုံစတောင်းမှအခြေပြုပြီးရှင်းလန်းခရီးတွင်အစုံအစံသွားလာနေသောတင်ပေါ်များကိုအခွန်ကောက်ခံရန်မိတော်မူတဲ့အတွက်ကြောင့်မြို့ပေါ်ဥကောက်ရကတောင်စွန်းအခြေတွင်အကောက်ခွန်ရုံဆောက်လုပ်ကအခွန်ကောက်ခံခဲ့တာကိုအစွဲပြုပြီးယဒနာပုံစတောင်းကို အကောက်တောင်လို့ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ် ဒုတိယတစ်ချက်မှာမြတ်စွာဘုရားရှင်ကြီးမင်းဖြစ်စဉ်အချိန်အကောက်တောင်ပေါ်ရှိတည်တည်သေးအုံများနှင့်ကောက်ပဲတင်းနံများအလွန်ချုံမိတဲ့အတွက်တောင်ထိပ်မှပြန်တန်း၍အစာကောက်ယူရာကနေအစာကောက်တောင်အကောက်တောင်တို့ခေါ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်ဗုဒ္ဓရုပ်ပွားတော်များရဲ့လက်ရာကကုန်းပေါင်ခင်းနဲ့ကုန်းပေါင်ခင်းမတိုင်ခင်ကလက်ရာတွေလိုလဲသိရှိရပြီးရှေးခါကရေလန်းခီးကလှည့်ဖြစ်သွားလာကြသောကျောက်စစ်ပညာရှင်တွေဟာ နောင်လာနောင်သားတွေဖူးမြော်ချင်းညိုနိုင်အောင်ရည်ရွယ်ပြီးကြောက်တောင်နိုင်ရန်များပုံမှာဗုဒ္ဓရုပ်ပွားတော်တွေကိုထွင်းထုပြုလုပ်ထားတယ်လို့လည်းသိရှိရပါတယ်ဗုဒ္ဓရုပ်ပွားတော်တထောင်အကောက်တောင်တို့ရှေးခါကဆုံးယူရှိခဲ့ပါတယ် ရာဝတီမြစ်တွင်လေသင်္ဘောများနှင့်သွာလာရင်လက်ဆက်သောလေကောင်းလေတပ်များကိုရှုရှိုက်ခါအရာဝတီမြစ်ရဲ့အလှပများကိုခန်းစားရင်အကောက်တောင်ကဘာနံရံတွေပေါ်မှာထွင်းထူထားတဲ့ဗုဒ္ဓရုပ်ပွားတော်များကိုအရွယ်အစားမျိုးစုံ ပုံတံတန်မျိုးစုံကြီးညိုတက်ပေပွဲရာဖူးမြော်နိုင်မှာဖြစ်ပါတယ်။ ကောက်တောင်ပေါ်မှာရှိတဲ့ဗုဒ္ဓရုပ်ဘွားတော်တွေကမြေကြီးကြီးမှုနဲ့ငလင်တန်တွေကြောင့်ပြင်ပကုဏရံများပြိုကျပျက်စီးခဲ့ပြီးကြံရှိနေသေးတဲ့ဗုဒ္ဓရုပ်ဘွားတော်အစု390ခုသာဖုံးမြော်ကြီးညိုနိုင်မှာပဲဖြစ်ပါတယ်။ ကောက်တောင်ကအေယာဝတီမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ရခိုင်ရိုးမှတောင်တန်းကြီးနဲ့ထိဆက်လျက်ရှိပါတယ်။တောင်ကြီး၊တောင်လန့်၊တောင်ငယ်ဟုတောင်သုံးလုံးရှိတဲ့အနေနဲ့အကောက်တောင်က အကြီးဆုံးတောင်ပဲဖြစ်ပါတယ်။ဆယ်လေးစိတ်ကနေအေယာဝတီမြစ်ရဲ့အလှပရှုခင်းများကိုခန်းစားရင်အေးချမ်းတိတ်ဆိတ်တဲ့တောတောင်သဘာဝတရားတွေနဲ့အတူကွိဝိုက်တဲ့တောင်တက်လမ်းတွေကနေအကောက်တောင်ဘုတ်ကိုခြေချင်းတက်ရောက်ရမှာပဲဖြစ်ပါတယ်။ ကောက်တောင်တို့တောင်တက်ရာလမ်းတလျှောက်ရဲ့ကြောက်တောင်နိုင်ငံတွေပေါ်မှာ twin to ပူဇော်ထားတဲ့ဗုဒ္ဓရုပ်ဘွားတော်တွေကိုဘုရားပုသူတော်ရှင်များအနီးကပ်ဖူးမြော်ကြည်ညိုနိုင်မှာပဲဖြစ်ပါတယ်။အကောက်တောင်ပေါ်ကိုရောက်ရှိပြီဆိုတာနဲ့ကြည်ညိုတတ်ပေပွေရာရွှေမြင့်တင်စီတီတော်ကိုဖူးမြော်ရမှာဖြစ်ပါတယ်။ ရွှေမြင်းတင်စီတီကတိရိဘင်္ဂလုံမင်းကြီးလက်ထက်ကသားတော်၃ပါးအနဲ့အကြီးဆုံးသားတော်ကိုဇေဒီတစုတီထားကိုယ်ွယ်ရန်မိန့်ကြားတော်မူခဲ့ပါသည်ထိုအခါသားတော်ဟာရွှေငွေယေဒနာတို့ကိုနတ်မြင်းဖြစ်တင်တော်မူပြီးဌာပနာကအကောက်တောင်စွန်းတွင်စေတီတော်ကို တိထားကိုယ်ွယ်တော်မူခဲ့ပါသည် ဒါကြောင့်ရတနာပစ္စည်းများကိုနတ်မြင့်ဖြစ်တင်ဆောင်ကတီထားကိုးကွယ်ခဲ့တဲ့ စီရီတော်ဖြစ်တာကြောင့်ရွှေမြင့်တင်စီရီလို့ခေါ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ ရှေ့အခါကနဂါးသုံးကောင်တွားရလမ်းကြောင်းကိုလည်းကြောက်တောင်ကြီးမှာအပေါက်သုံးပေါက်အနေထားနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ရွှေဖားရေလောင်းဝင်းငွေကောင်းဆိုတဲ့အတိုင်းဖရာဘူးများအကောက်တောင်ပေါ်ကိုရောက်တာနဲ့ရွှေဖားရုပ်ထုကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ ဒါပြင်အောင်မြင်နှင်းစီတီကိုလည်းဖူးမြော်ကြည့်ညိုနိုင်မှာဖြစ်ပါတယ်။ တောင်ပေါ်တွင်နှစ်စဉ်2ဒေါ်လာစံတရက်နေ့မှခုနှစ်ရက်နေ့ထိတရားစခန်းများပြုလုပ်လည်ရှိပြီးဖျားဖို့လာရောက်ကြသူတွေကိုနေစဉ်တတ်တတ်လွတ်ထမင်းဟင်းများကျွေးမွေးကာကုသပြုကြပါတယ်။အကောက်တောင်ပေါ်မှာဖျားဖို့များညအိတ်တဲကိုကဖျားဖို့နိုင်ကြပါတယ်။အကောက်တောင်ကိုရေလန်းခရီးမှဆက်နေဖြစ်သွားလာရုံသာမကကားလမ်းနဲ့လည်းသွားလာနိုင်ပါတယ် ဖျားဖို့ပြည်သူများအကောက်တောင်ပေါ်သို့ကားဖြင့်လွယ်ကူချုံးမွေစွာသွားလာနိုင်ရေးအတွက်အကောက်တောင်ဆရာတော်ဥပညာတိပမှဦးစီးကကွန်ကရစ်ကားလမ်းဖောက်လုပ်လှူဒန်းခဲ့တာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်သူတော်စင်များရှင်မဟာဗောဓိယုတ်တလိုင်းရဲ့တကိုးကြီးမားဖျားစီဒီပထူးများအစီအစဉ်ကနေယခုတစ်ခေါက်မှာပဲခူးတိုင်းဒေသကြီးပဒောင်းမြို့နယ်ရှိအကောက်တောင်ဖျားကိုတမိုင်းကြောင်များနဲ့တကွာជីညိုဖုံးမြော်လိုက်ရတဲ့အတွက်ជីနူးတရာပွားများနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်ဖះရှင်ကိုကြည်ညိုကြကုန်သောဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။